မကောင်းတဲ့လောင်ရှိတ်ကနေခွဲထွက်ကပြုမှုတစ်ခုကြောင့်အများရဲ့မြတ်တာကိုရရှိနေတဲ့နေရွှေသွေးအောင်နေရွှေသွေးအောင်ကိုတော့အမှုပညာလောကနဲ့မဆိုင်တဲ့သူဘောပြိသက်တွေကလည်းဖိုးလာပြီလို့သိကြပါရည်နေရွှေသွေးအောင်ကမတိသူမရှိအောင်လည်းအမေကြီးတဲ့လူကြီးတယောက်ရဲ့မြေးဖြစ်နေရကြောင်းပါငယ်ငယ်လေးကရွှေခင်းထားတဲ့လမ်းပေါ်မှာရှောက်လာခဲ့ရသူမလို့လူလီသေးလည်းမရှိခဲ့သလိုပြီးပြေဆုံးခဲ့ပါရည်နေရွှေသွေးအောင်ရဲ့ဘဝကအားကျစရာကောင်းနေခဲ့တာပါချမ်းသာတဲ့တတိသားလေးဖြစ်တဲ့ဖိုးလာပြီဟာစည်းစိမ်အားကိုနဲ့မိုက်တယ်လို့လည်းတရင်နေထွက်နေကြတာပါ လူတွေပေါ်မှာမစမနာနဲ့စိုးချင်နိုင်စိုးရဲဆိုတဲ့အိုးကနေတူပြင်းနေလာတဲ့စကားတွေကြောင့်ဖိုးလာပြည်ကိုဆိုရင်မကောင်းတဲ့လောင်ရည်တွေနဲ့သာမြင်နေကြတာပါ။ဒါပေမဲ့ဖိုးလာပြည်မှာကိုချင်းစားတတ်တဲ့စိတ်ထားနဲ့ရိုင်းမီကူညီတတ်တဲ့စိတ်ထားတွေရှိတယ်ဆိုတာကပေါ်လွင်လာခဲ့ရပါပြီ။ဖိုးလာပြည်ကပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတတော်အကောင်စတုံးနေတာပါ။သူတတော်အကောင်မှလည်းသူတနေတာမှလှုပ်ဖြစ်တာလေးတွေကိုသာတင်ပြတာပါ။ဖိုးလာပြည်ကပြီးခဲ့တဲ့ရက်ကသူ့အိမ်ထဲမှာငှက်သုံးကောင်ကြလာတာကိုတင်လာခဲ့တာပါ။ငှက်သုံးကောင်က အနာရကမပြတ်နိုင်တော့ဘဲဖြစ်နေကြတာပါ။ဒါကြောင့်မလို့ပိုလာပြေကငှက်ကလေးတွေကိုပြတ်နိုင်အောင်လုပ်ပေးနေကြတာပါ။ငှက်ကလေးတွေကအရန်ကိုမှသေးလို့နေအတွက်အစာလေးကျွေးလို့မရပါဘူး။ဒါကြောင့်မလို့ရှေးတရရင်းနဲ့သာငှက်ကလေးတွေကိုအားရှိအောင်လုပ်ပေးကြတာရီ။ရှေးကိုလေရှေးဘူးဖုံးလေးတွေကနေသူကိုယ်တိုင်ခွန့်ပြီးတော့တိုက်နေကြတာပါ။ငှက်လေးတွေကလေပိုလာပြေအနာကတ်လာတာကိုလုံးဝမကြောက်ကြပါဘူး။ဒီလေးတွေကသူတို့အနာကိုတိချက်တဲ့သူမြေတားကြီးတဲ့သူကတ်လာတဲ့ဆိုရင်မရှောင်တဲ့ကြတဲ့အတွက်လူအများကတော့ပိုလာပြီကမြေတားကြီးမာတယ်လို့ယူဆနေကြတာပါ ။ငကလေးတွေကိုပိုလာပြေးရလက်နဲ့တော့မကင်ရဲပါဘူး။ဒါကြောင့်မလို့ရှေးတိုက်ပြီးတော့အစာချေးဖို့အတွက်ပြင်ဆင်နေကြတာပါ။ငကလေးတွေမုံမိကအသက်ပါသွားမှကိုလေးစိုးရင်လာကြောင်းအလို့သမားတွေနဲ့ပြင်ဆင်ခိုင်းနေကြတာပါ။ဗီယိုလေးကြောင့်ပိုလာပြေးရလူအများစီကနေအချစ်တွေကိုအများကြီးရသွားခဲ့ပါရီ။လူတွေကပိုလာပြေးသူတို့သိတဲ့မကောင်းတဲ့လောင်ရိပ်ကနေကွဲထည့်နေတာပဲလို့သတိထားမိသွားတာကြောင့်ပါ။ဖိုလာပြေမှာကိုချင်းစာရဲစိတ်တွေလည်းအများကြီးရှိနေခဲ့သလိုတာမန်လူတွေကိုပဲကိုချင်းစာစိတ်လေးပြေဝပါဗျ။ဒါ့အပြင်လည်းနောက်ခံဆွေမျိုးများက လူတီများကနောက်ကျောင်းကလည်းကြီးကြတာမလို့ဒီခြံလေးကထွက်လာတဲ့သူတိုင်းကဒီတိုင်းပဲလို့အားလုံးကမှတ်ယူထားတာပါ။ဒါပြင်ပိုလာပြေးရလေလူငယ်ဘဝမှာသူတို့ချင်တာတွေကိုလုပ်နေကြတာပါ။အစိုးဝါဒနာပါတဲ့တွေတချင်းတွေလည်းအများကြီးထုတ်ခဲ့ပြီးတော့သူတချင်းတွေမှာနာမည်ကြီးမင်းသမီးတွေကိုတုံးကအမိုက်စား MTV တွေကိုရိုက်ထားကြတာဖြစ်ပါတယ်။ကိုလာပြေးကမမနာမကြီးတယ်လို့ဆရာတိထိုက်တဲ့သူဆိုရင်လည်းအမှန်တိုင်းပြောလို့ရှိပါတယ်။အမှုပညာရှင်တွေထဲမှာဆိုရင်လည်းနေတူကသူအလေးစားရဆုံးအမှုပညာရှင်ဆိုပြီးတော့ထုတ်ပြောခဲ့ပူတာပါ။ နေတို့ရင်အနုပညာအလုံးလုံးပုံကိုသဘောကျရပါလေလို့သူ့အနေထားနဲ့ဘေးချိတ်ကချီချူစကားပြောဆိုကြတာဖြစ်ပါတယ်။ဒါပေမယ့်အလုံးကဖိုးလာပြည့်ကိုအပူရီလုတ်ပြနေလို့သာထင်နေရပါ။ဖိုးလာပြည့်ကမကောင်းတဲ့နေနဲ့မတူတဲ့စိတ်ဓာတ်တချို့ရှိနေကကိုချင်းစာတရားလည်းပြည့်နေနေကြတာပါ။ဒါကြောင့်မလို့ဖိုးလာပြည့်ကိုဖိုးလာပြည့်ဆိုပြီးတော့တယောက်သေးတာမြင်ရင်စိတ်ဓာတ်ကောင်းတဲ့သူတယောက်ပါဆိုပြီးတော့မှတ်ချက်တွေပေးနေကြတာပါ။ပရိသတ်ကြီးရောဖိုးလာပြည့်ပေါ်မှာဘလိုမျိုးမြင်ကလေးဆိုတာပြောသွားပေးခဲ့ပါဦးရှင်။အာဘိနာစင်ကြကြရတဲ့အလုပ်ကိုကျေးဇူးတင်ပါတယ်။ နောက်နေ့တွေမှာလည်းစေဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့သိနေတူပြန်လာခဲ့ပါဦးမယ်ရှင်။